မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ခွန်အားနဲ့ဉာဏ်ပညာပေါင်းဆက်ပါပုံမြင်အကြောင်းပြောပြမယ်နော်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားဒီနေ့မှာတော့ခွန်အားကြီးတဲ့ကောင်းမြတ်နဲ့အမြင်အာရုံထက်မြက်တဲ့ပိုင်ပိုင်တို့ရဲ့ပုံမြင်ကိုတင်ဆက်ပေးမှာပါတငယ်ချင်းနှစ်ယောက်ဟာသူတို့ရဲ့စွမ်းရည်တွေကိုအချင်းချင်းငင်းခုန်ပြီးစိတ်ဝမ်းကွဲခဲ့ကြတယ်တကယ်တော့ ခွန်အားနဲ့ဉာဏ်ပညာမှာဘယ်ဟာကပိုရေးကြီးပါသလဲဒီပုံမြင်ရဲ့အဆုံးမှာတော့ပညာရှိအဖိုးရဲ့အဖြေကိုကြည့်ရှုလိုက်ပါတခါတုန်းကပေါ့ကောင်းမြတ်ဆိုတဲ့ခွန်အားကြီးတဲ့လူငယ်နဲ့ပိုင်ပိုင်ဆိုတဲ့အမြင်ထက်မြက်တဲ့အင်းထောက်လူငယ်တို့ဟာအချစ်ဆုံးတငယ်ချင်းတွေ ဖြစ်ကြတယ်။ဒီနေ့မှာမန်ဟုံဆိုတဲ့လှည့်စားတဲ့သူရဲ့ စကားကြောင့်သူတို့နှစ်ဦးရဲ့စွမ်းရည်တွေကိုမာနတတိုင်းချပြီးစိတ်ဝမ်းကွဲခဲ့ကြတယ်။ပညာရှိအဖိုးရဲ့စိန်ခေါ်မှုအရ၆ကမ်းပါတစ်ဖက်ကရှားပါတဲ့ရွှေတစ်ခတ်ကိုရှာဖွေရတဲ့အခါကောင်းမြတ်ဟာ၆ကိုမဖြတ်နိုင်ပဲဖြစ်နေသလိုပိုင်ပိုင်ဟာလည်းတစ်ခတ်ကိုမခူးနိုင်ပဲဖြစ်ခဲ့ရတယ်။နောက်ဆုံးမှာ ူတို့နှစ်ယောက်ဟာတဦးရဲ့ခွန်အားနဲ့တဦးရဲ့ဉာဏ်ပညာကိုပေါင်းဆက်ပြီးကြီးမားတဲ့၆ကိုကြော်ဖြတ်ကာစိန်ခေါ်မှုကိုအောင်မြင်စွာပြီးမြောက်ခဲ့ကြတယ်။ရှားပါတဲ့ရွှေတစ်ခတ်ကိုရှားဖွေရရှိခဲ့တယ်။ပညာရှိအဖိုးကတော့ဒီလိုဆုံးဖြတ်ပေးခဲ့ပါတယ်။ကောင်းမီကောင်းမြတ်နဲ့ပိုင်ပိုင်မင်းတို့နှစ်ယောက်ရဲ့စွမ်းရည်တွေဟာ တယောက်ချင်းစီမှာတန်ဖိုးရှိပါတယ်။တဦးရဲဆိုရင်ဘသူမှဒီခရီးကိုပြီးမြောက်နိုင်မှာမဟုတ်ဘူး။အတူတကွပေါင်းဆက်တဲ့အခါမဖြစ်နိုင်တာကို ဖြစ်မြောက်စေနိုင်တယ်။ကဲတငယ်ချင်းလေးတို့ရေဒီပုံပြင်လေးကဘာတင်ငန်းစာတွေရလိုက်ပါသလဲ။ဒီပုံပြင်ကနေရတဲ့အဓိကတင်ငန်းစာကတော့စစ်မှန်တဲ့စွမ်းအားဆိုတာ။ တဦးချင်းရဲ့ခွန်အားမဟုတ်ပဲ။ပွဲပြားတဲ့စွမ်းရည်တွေကိုပေါင်းစည်းတဲ့အဖွဲ့အစည်းရဲ့စွမ်းအားပဲဖြစ်ပါတယ်။ဒီလိုမျိုးလှပတဲ့ဘဝသင်ခန်းစာပုံမြင်တွေထပ်မံကြည့်ရှုဖို့အတွက်အခုပဲဒီ channel ကို subscribe လုပ်ပြီးခေါင်းကောင်းလေးကိုနှိပ်ထားပေးပါနော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။